SMG trader တိုင်းတည်ဦးတည်ထားရမယ့် P1 တစ်ခုရှိတယ်။အဲ့ဒါက Aura Block ဆိုတော့အဲအရင်ကဗီဒီယိုမှာကျွန်တော် favorite look up ကြောင်း knowledge sharing လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီနေ့အဲ Aura Block အကြောင်း knowledge sharing လုပ်ပြီးမယ်ပေါ့နော်။ဆိုတော့အဲအရင်ကဗီဒီယိုမှာကကျွန်တော်ကန်နေ၃ချောင်းရှိတယ်။အဲပထမဆုံးကန်နေရဲ့ upper share တို့နဲ့တတိယ pick ခဲ့တဲ့ကန်နေရဲ့ lower share တို့နှစ်ခုချားထဲမှာ gap ဖြစ်နေရဆိုရင်ကျွန်တော် favorite look up လို့ကျွန်တော်အရင်ကဗီဒီယိုမှာ knowledge sharing လုပ်ပြီးခဲ့တယ်။ဆိုတော့အဲကျွန်တော်ဒီနေ့ဗီဒီယိုမှာကကန်နေ၃ချောင်းရှိတယ်။အလင်းမှာ favorite look up ဖြစ်တယ်ဆိုရင်ဒီအရှိက ကံတွေကိုကျွန်တော်က aura block ကိုတတ်မှတ်တယ်ဒါကကျွန်တော် aura block ကြီးအကြမ်းမြင့်တတ်မှတ်နေပေါ့နော်ဆိုတော့အဲဒီမှာမှကျွန်တော်တို့ကဘယ်ကောင်ပို့ပြီး strong ဖြစ်တယ်ဘယ်ကောင်ပို့ပြီးတော့အဲ weak ဖြစ်တယ်ဆိုတာကိုအဲထပ်ပြီးတော့ပြောပြရမယ်ဆိုရင်ကျွန်တော်တို့ခုနကပြောခဲ့ရင်ကံတွေ၃ယောက်ရှိရဲ့အလယ်မှာ favorite look ကဖြစ်တယ်ဆိုရင်ဒီကောင် aura block ကံတွေလို့တတ်မှတ်လိုက်တယ်ဆိုရင်ကျွန်တော်တို့တတ်မှတ်လိုက်တဲ့ aura block ကံတွေကအရှိမရှိခင်ကံတွေရဲ့စွင်လို့ဒါမှမဟုတ် session degree တခုခု ဆွင့်ရိုက်ဆွင့်လို့တခုခုကို liquidation စားထားတယ်ဆိုရင်ကျွန်တော်ဒါကို strong ဖြစ်တဲ့ aura block လို့သတ်မှတ်တယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့သတ်မှတ်လိုက်တဲ့ aura block ကံတွေက session liquidation တွေမပြောနဲ့ပြကျွန်တော်အရှိရ previous ကံတွေလို့တော့မှမ sweep ပဲနဲ့ဒါမျိုးဖြစ်နေရဲ့ဆိုရင်ဟဲ့နော်ဒီအရှိရကံတွေရရှိရောဒါမျိုးရရှိပြီးတော့အဲကျွန်တော် aura block သတ်မှတ်လိုက်တဲ့ကံတွေရဲ့အဲ lower share တွေက ဒီရှိရ prepaid ကံတွေရဲ့ lower share ကိုတော့မဆွထားနိုင်ခဲ့ဘူးဆိုရင်ကျွန်တော်ဒါကို weak ဖြစ်တယ်လို့ခေါ်တယ် weak ဖြစ်တယ်ဆိုရင်ဒီပေကကျွန်တော်ကဒါရပို့ပြီး strong မဖြစ်ဘူးပေါ့ဗျာကျွန်တော် risk မ on တဲ့ order block လို့အကြံပေးအပြင်တက်မှတ်လို့ရတယ် order block တက်မှတ်ဖို့တက်မှတ်နေနောက်တစ်ခုကကြတော့ the last bearish move before buying buying မလုပ်ခင်မှာနောက်ဆုံး move ခဲ့တဲ့ bearish move ဒါကိုကျွန်တော် order block လို့တက်မှတ်တယ်ဆိုတော့ဥပမာအဖြစ်ကြည့်ရမယ်ဆိုရင်ကျွန်တော်ဒီမှာ the last bearish move before buying တော့ကြောင့် bullish move မတွားခင်မှာနောက်ဆုံးရွေးခဲ့တဲ့ bearish candle အနီရောင်ကန်နေပေါ့ဗျာကျွန်တော်အစိမ့်နေမဖြစ်ခင်မှာကျွန်တော်အနီရောင်ကန်နေကိုကျွန်တော်က aura block လို့သတ်မှတ်တယ်အဲဘလို့ပဲသတ်မှတ်နေပါစေကျွန်တော်တို့သတ်မှတ်လိုက်တဲ့ aura block ရဲ့ liquidation ကကန်နေရဲ့ low ပေါ့နော်ဒါကြတော့ bullish aura block အတွက်ဆိုရင်ဒါကအဲ lower share ကအနည်းဆုံးတော့ previous candle low ကို seek လောက်ကမယ် ဒါမှမဟုတ်ဘူး previous candle တော့မ switch လုပ်နိုင်ဘူးဆိုရင်ကျွန်တော်ကဒါကို weak ဖြစ်တယ်လို့အကြံပေးအားဖြင့်ယူဆလို့ရတယ်ဆိုတော့အရင်ခက်ခက်ကြေကြေတော့မဟုတ်ဘူးကျွန်တော်တတ်မှတ်လိုက်တဲ့ aura block က liquidation တစ်ခုခုကို switch ထားနိုင်နေဆိုပြီးကျွန်တော်ကဒါကို aura block လို့တတ်မှတ်လို့ရပြီဆိုတော့ကျွန်တော်နောက်ထပ် video မှာက break up block အကြောင်းကိုထပ်ပြီးတော့ knowledge sharing လုပ်ပေးမယ်ဒါဆိုရင်ကျွန်တော် SMC concept ရဲ့အဓိကကျွန်တော်တို့အဲတော်သွားမယ် P1 3ခုလုံးပြီးသွားပြီပေါ့နော်ဆိုတော့အဲနောက်တဲ့ဗီဒီယိုမှာတော့ breaker block အကြောင်း narration ထပ်ပြီးတော့လုပ်ပြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အခု sharing လုပ်ပေးခဲ့တဲ့ SMT Master Program ရဲ့ video တွေကိုကျွန်တော်တစုစီရဲ့ကြည့်လို့ရအောင် Telegram မှာ channel လေးတခုလုပ်ပေးထားရပါတော့။ဆိုတော့ကျွန်တော်ဒီ channel မှာ video တွေတူတူစီရဲကြည့်လို့ရမယ်။ပြီးတော့ကျွန်တော်ဒီ S&P သမားအချင်းချင်း discussion လုပ်လို့ရတဲ့ channel လေးခွဲပေးထားတယ်ပေါ့နော်။ပြီးတော့ကျွန်တော်စီမှာ Moonbase နဲ့ Moonbase Plus ဆိုပြီးတော့ community နှစ်ခုရှိသေးရပေါ့နော်။ဆိုတော့ Moonbase မှာတော့ကျွန်တော်ရဲ့ trade setup တွေကို recap လုပ်တာမျိုးတွေပြီးတော့ကျွန်တော်ဒီ live market မှာဝင်ခဲ့တဲ့ trade setup တွေကို sharing လုပ်ပေးတာမျိုးတွေနဲ့ knowledge sharing post တွေကိုရေးပေးနေပါတယ်။ ။ Momi Plus ကတော့ကျွန်တော်ရဲ့101 Premium Membership Program ဖြစ်ပြီးတော့ဒီ program အကြောင်းကိုအသေးသေးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ website ကနေပြီးတော့အသေးသေးလေ့လာလို့ရပါတယ်။အဲပြီးတော့ကျွန်တော်သင်တန်းတွေလည်းလာပြီးတော့တက်လို့ရပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။နောက် video မှာပြန်ဆုံတွေ့ကြတာပေါ့။